အခန်းဆက်ကိုငါတို့မျိုးလူလင်သားတွေလူတကူဓာတ်စင်းနဲ့တိုက်ပြီးမျက်နှာဖြူအင်္ဂလိပ်တွေကိုပင်လယ်ထဲထိရောက်အောင်မောင်းထုတ်ပြင်မယ်။ဦးမင်းရောင်ဘဝမှာမင်းကြီးရွှေလရောင်ဘဝတို့နေချင်းညာချင်းရောက်သွားပြီးတဲ့နောက်တွင်ကျွေးကြော်သည်။မင်းကြီးရွှေလရောင်ကျွေးကြော်တန်နေချက်အစိုးရနာတို့ပေါက်သည်။မြန်မာနိုင်ငံကိုကျွေးကြော်နေချက်လာတော့အင်္ဂလိပ်တို့သည်၎င်းတို့တပ်များကို တွေ့ရာတွင် တိုက်ခိုက်ရှင်းလင်းလေရှိတော်မြို့ချစ်တော်လိုင်းရမများအားဓမြများလူစိုးများဟုခေါ်လေရှိသည့်အတိုင်းမင်းကြီးရွှေလရောင်အားလည်းလူစိုးဓမြကြီးဟု ခေါ်ဝေါ်ကာနာမည်ဖြတ်ကြသည်အင်္ဂလိပ်တို့ကလူစိုးဓမြဟုနာမည်ဖြတ်မှပင်မင်းကြီးရွှေလရောင်မှာနာမည်ကုန်တဲ့ပို၍ကြော်ကြားထင်ရှားလာသည်နတ်မောက်တောင်းတွင်ကြီးနေရူနေရာများကမင်းကြီးရွှေလရောင်အားသူရဲကောင်းကြီးတယောက်ဖြစ် ြည်ညိုလေးစားနေကြသဖြင့်ကြားစကားကိုလက်မခံကြပေကိုတူတော်ရှိမြင်းမဏိတောင်တော်လန်ရေးစခန်းသူမြို့ချစ်အင်အားစုတွေတယောက်ပြီးတယောက်တစ်ဖွဲ့ပြီးတစ်ဖွဲ့နဲ့ရောက်လာကြသည်နေချဲတို့ဟာတော်လန်လူလူတို့ကမင်းကြီးရွှေလာရောင်လက်အောက်သို့ခိုးဝင်လာကြသည်မင်းကြီးရွှေလာရောင်တပ်ကအင်္ဂလိပ်များကိုရှာပြီးတိုက်ခိုက်သည်စစ်မြူပြီးတိုက်ခိုက်သည်စိန်ခေါ်ပြီးတိုက်ခိုက်သည်မင်းကြီးရွှေလာရောင်လိုပင် အခြားသောနယ်မြေဒေသတို့၌ခြေကုပ်ယူထားသည့်မြို့ချစ်တော်လန်ရဲသမားများကလည်းအင်္ဂလိပ်တို့အားတိုက်ခိုက်သည်အင်္ဂလိပ်တို့ကရတနာဘုံနေပြည်တော်တို့ခြိတက်လာကမင်းနဲ့မိဖုရားကို အလွယ်တကူဖမ်းနေပြည်တော်ကိုတိမ်းပြည်သည့်နောက်တွင် မကြာခင်မှာပင်မြင်းဆိုင်မင်းသားဦးဆောင်တော်တက်ကတော်လန်ပုံကန်တိုက်ခိုက်သည်ချောင်းဆွမ်းသားများဟုနာမည်ကျော်သောစောရံနိုင်စောရံပိုင်ညီနောင်တို့ကလည်းဒူးမထောက်လက်မမြောက်ဖဲ နေချက်မျက်နှာဖြူတို့ကိုတော်လံတိုက်ခိုက်သည်ပွင့်ဖြူမင်းဘူးနေမဘိုးဥဒ္ဓမဘိုးရွယ်ပကံမဘိုးချူဘိုးဖိုးစင်ဘိုးဖိုးဝင်ဝဲလောင်မဘိုးရညွန့်မင်းတန်နေမဘိုးစောဦးဘိုးစောဘူးပကုတ်ကူမိထီလာ မြင်းချံစသည့်မြို့နယ်များတွင်ဘိုးရကွတ်ဘိုးကလာဘိုးနှဲ့ဘိုးလကျော်ရမဲတင်းပြမနာတို့မှာဘိုးတာကျော်ဘိုးအောင်တော်ဘိုးတီဟရာစာ ကတာဝန်တို့ရွှေဘူချင်းတွင်အင်းဝကြောက်စဲဒေတာတို့မှဥအောင်မြတ်ဘူဖိုးစောဘိုးစုံဘိုးကြောက်လုံးထိတ်တင်မှတ်ရွှေကျိုးဖြူမင်းသာဘိုးတုတ်ဘိုးရွှေရန်စကိုင်းရှမ်းပြည်နယ်ကချင်ပြည်နယ်ကယားပြည်နယ်ချင်းတောင်နန်းတို့မှဘိုးနန်းဦးဘိုးညိုမှုဘိုးနေမောက်မယ်မိုင်းပွန်ရက်ဆောက်စောဝါများဖုန်ကန်ဒူဝါစမာဒူဝါစတုံဒူဝါစောလာပေါ် စောနော်ခန်းဘိုးထွန်းစံဘိုးဒိုးစံမိုင်းမော်မျိုးစားစောခန်းလိုင်စတဲ့တော်လန်သူတို့ဒီမင်းကြီးရွှေလိုက်အောင်လို့ပင်မိမိတို့နယ်မြေမှနေပြီးအင်္ဂလိပ်တို့ဟာတိုက်ခိုက်ကြသည်မင်းကြီးရွှေလိုက်အောင်ဒီအနေနဲ့အရက်ရက်မှတော်လန်နေသူတို့ဟာဆက်တွေသည်အချို့နဲ့အဆက်တွေရပြီးအချို့နဲ့အဆက်တွေမရအဆက်တွေရသူတို့ဒီမြင့်မနီတောင်တို့လာရောက်ပူပေါင်းခြင်းမပြုနယ်ချက်ကိုအောင်မွေးရသည့်အထိတိုက်ခိုက်မည်ဆိုသည့် တဘောတူညီချက်နဲ့မိမိတို့နေမြေမှာမိမိတို့တော်လန်စစ်ကိုဆင်နွှဲကြသည်။နတ်မောက်ပင်တောင်တွင်ကြီးမြို့မူလင်တို့မှမြို့ချစ်တပ်သားများသည်မြို့မူလင်တပ်တို့ဝင်လာမဆဲရှိနေသည်။မိမိရွှေလိုက်အောင်ကလာရမြမြို့ချစ်တပ်သားများကို လက်ခံပြီးနေရာချပေးသည်။မြို့မီတောင်ပေါ်တွင်တဲရန်တွေတစ်ခုပြီးတစ်ခုတိုးလာသည်။ကျွန်တော်တို့စီဝင်လာတဲ့တပ်သားအင်အားကများလွန်းလို့တပ်မဟာကြီးတစ်ခုတော့ဖြစ်နေပြီမင်းကြီး။အေး အင်အားများလာတော့လေရန်သူတွေကို အလုံးအင်းနဲ့တိုက်ခိုက်နိုင်တာပေါ့ဒါနဲ့အမျှတပ်သားတွေအတွက်စားနပ်ရိက္ခာလုံလောက်ဖို့ကလည်းအရေးကြီးတယ်လူများလာရင်အကုန်အကျတွေများလာလိမ့်မယ်မင်းကြီးရွှေလာရောင်က အချိန်နေအရက်ရက်ကိုကျေနပ်ဟန်ရှိနေတော့ဘိုးမုံးကအဓိကကြသည့်အကြောင်းအရာကို ပြောလိုက်သည်ထိုစကားကိုအကြားတွင်ဘိုးမုံးကအကြောင်းအရာတစ်ခုကိုသတိရဟန်ဖြင့်မင်းကြီးအားဖြတ်ခနဲကြည့်သည်အဲ့ဒီကိစ္စအတွက် ကျွန်တော်တို့ရိတ်ခါအရှာထွက်ရပါမယ်မင်းကြီးကျွန်တော်တို့တွေနယ်မြေခွဲပြီးကိုဇာတိကိုကိုတာဝန်ယူရိတ်ခါစုဆောင်မှုတိုင်ပင်ထားပါတယ်ဘိုးမုံဘိုးတင်းဘိုးအောင်ဘိုးမောင်မူးတို့ကလည်းကျွန်တော်နဲ့တဘောသားချင်းကိုက်ညီကြပါတယ်မင်းတို့ကကြိုတင်ပြီးတိုင်ပင်ထားကြတာဆိုတော့ဝမ်းသာစရာပေါ့မင်းတို့တွေကို့အစီအစဉ်နဲ့ကိုရိတ်ခါရှာကြငါလဲအရှာအဖွေထွက်မယ်ပြီးတော့မြေလက်ဒေတာတစ်ခုလုံး တစည်းတလုံးနဲ့ဖြစ်အောင်မြို့ရွာတွေမှာတကြီးတွေအသိခတ်ရမယ်။ငါတို့ဘောတစ္ဆာခန်းနဲ့တကြီးကောင်းတွေကိုလက်ရှိအနေအထားအတိုင်းတွနယ်တူအုပ်ချုပ်ဖို့တာဝန်ပေးရမယ်။မင်းကြီးရွှေလောက်အောင်ကတော်လန်ရဲ့အင်အားစုရေရှည်တည်တတ်နိုင်ရေးမြေမက်ဒေတာတစ်ခုလုံးတဘာမစီတဲ့အုပ်ချုပ်ရေးအတွက်စီစဉ်ဆောင်ရွက်နေစဉ်တွနယ်တူကိုနယ်ကိုနယ်ပြီးတော်လန်တိုက်ခိုက်နေသူများမြင်းမဏိတောင်စခန်းတို့ဝင်လာကြသည်။ပုပ်ပားနယ်မှာဘိုးအုပ်တဲ့ ပင်းနယ်မှာဘူရဲတင်တက်ကြောက်ပရောင်းနယ်မှာဘူပီရန်ဤတက်တို့အင်းအားအလုံးအရင်းနဲ့ဝင်လာကြသည်ထို့သူရှင်နှောင်းမခွေမြင်းကွန်းမိချောင်းရဲတို့မှာတိုက်ပွဲဝင်နိုင်သူများအစုလိုက်အဖွဲ့လိုက်ရောက်လာကြသည်မင်းကြီးရွှေလိုက်အောင်ဤလက်ထောက်ဖြစ်ရှိနေသောဘုံမုံကအသည့်ရောက်လာသည့်မြို့ချစ်တပ်သားများ၏နေရေးထိုင်ရေးအတွက်စီစဉ်ပေးရသည်မရက်ခါကဘုံမုံအားကူညီရသည်ထို့အခါ သူတို့နှစ်ယောက်တပူတို့ရဲ့ရှိနေဒီကို တွေ့ရ၏မင်းကြီးရွှေလရောင်ကဓာတ်တလက်လှန်တချောင်းမြင်းတစည်းနဲ့မြေလက်ဒေတာတစ်ခုလုံးပြဲပြဲဆင်အောင်တွာလာတတ်သည်တခါတရံမင်းကြီးနဲ့အတူမင်းကြီးကတော်ပါပါသွားတတ်သည်မင်းကြီးရွှေလရောင်ကမြို့လူလင်တက်မဟာအတွက်စားနက်ရိတ်ခါရရှိရေးလက်နက်ခဲရန်ရရှိရေးအတွက်တရွာဝင်တရွာထွက်တမြို့ဝင်တမြို့ထွက်စီယုံလှုံစော်စူးစမ်းရှာဖွေသည်မိစ္ဆာကောင်တွေ ်ငါတို့မြေပေါ်ကိုအတင်းအဓမ္မကျူးကျော်လာတယ်ငါတို့ရဲ့ညီအကိုမောင်နှမတွေဆွေမျိုးသားချင်းတွေကိုနှိပ်စက်တယ်စော်ကားတယ်ငါတို့ရဲ့ဥစ္စာပစ္စည်းတွေကိုလူရက်တယ်ဒါကိုငါတို့ကကြောက်ပြီးငြိမ်နေရင်အခုတက် ပိုကဲလာဖို့ပဲရှိတယ်ငါကတော့နေချက်မိစ္ဆာတွေလက်အောင်မှာဒူးမထောက်နိုင်ဘူးသူတို့ကိုတော်လန်တိုက်ခိုက်ရင်းနဲ့တေးမယ်ငါတို့နိုင်ငံအတွက်အမျိုးသားရနာအတွက်တေးရတဲ့လူတွေလာကြငါနဲ့လက်တွဲကြအဖို့မပါပဲထွက်သွားတော့ မင်းကြီးဒီအပြန်တွင် အဖော်တို့မဟုတ်စားမဲ့ရိတ်ခါများနေအတူ ပြန်ရောက်လာတတ်လေ၏အခန်း20စိန်မန်းတို့တစ်ပင်များဖြင့်ပြည်သည့်တောအုပ်အတွင်းမှ မြင်းခွာတန်းစီးကျက်ညင်ညီပေါ်ထွက်နေ၏မနည်းမမြန်စီးလာဟန်ရှိတော့မြင်းခွာတန်းကတဖြည်းဖြည်းနှင့်တောအုပ်အပြင်ဘက်သို့ဥတည်လာနေ၏တခဏအကြာတွင် အဖြူရောင်မြင်းတစ်စီးနှင့်အုံးခွန်ရောင်မြင်းတစ်စီးတို့တောအုပ်ထဲမှထွက်လာသည်မြင်းဖြူကြီးကိုစီးလာသူမှာ မြေလက်ဒေတာတွင်ဟိုးဟိုးကြော်နေတော့မင်းကြီးရွှေလာရောင်ပင်ဖြစ်သည်မင်းကြီးနှင့်အတူအုံးခွန်ရောင်မြင်းကိုစီးပြီးလိုက်ပါလာတို့မှာမင်းကြီးကတော့မဲရွှေတင်ပင်ဖြစ်သည်မင်းကြီးသည်ယောက်ျားတစ်ယောက်အတွင်ဝတ်စားဆင်ရင်ထားတော့မဲရွှေတင်နှင့်ဘေးချင်းရှင်ကမြင်းကိုမှန်မှန်စီးလာရင်တွားရမည့်နေရာကိုစဉ်းစားလာသည်ယခုရက်ပိုင်းအတွင်း၌မင်းကြီးသည်မြေလက်ဒေတာတစ်ခုလုံးပြဲပြဲစင်မတက်သွားလာခဲ့သည်ကြာရင် စင်ပြူလေးတိုင်းစင်စသည့်ရွာများရောင်းမငါထန်းတပင် ပရိကုံဇီးပွင့်စသည့်တစ်ဖက်ကမ်းမှရွာများတို့အကြိမ်ကြိမ်ရောက်ခဲ့သည်ထိုရွာများမှာထောက်ပံ့သောရိတ်ခါကိုရယူခဲ့ပြီး ထိုရွာများတွင်ရှိသောမြို့ချစ်လူငယ်များစွာကို စုစည်းနိုင်ခဲ့သည်ကျုပ်တို့ အခုနတ်မောက်တစ်ဖက်ကမ်းလေမရုံဘုံတော်ပြည့်ရွာတွေကိုဝင်ပြီးနတ်မောက်အခြေအနေကိုစုံစမ်းရမယ်ဒီနေရာကရန်သူတပ်တွေနဲ့နှီးတော့အန္တရာယ်များတယ် တတိထားတော်မတ်ရွှေတင်ဟုတ်ကဲ့ပါမင်းကြီးကျမတတိမပြတ်ပါဘူးရှစ်သူရှုတွင် မိုးခါ၌ရေပြစ်ရှာနေတတ်သောရင်းချောင်းကိုတဲပြင်ကျဲကြီးအဖြစ် တွေ့ရသည်မင်းကြီးရွှေလိုက်အောင်ကတဲပြင်ကျဲကိုဖျက်၍မြင်းကိုအတော့နှင်သည်မတ်ရွှေတင်ကမင်းကြီးရွှေလိုက်အောင်နှင့်အတူဖေးချင်းရှင်လိုက်၏ဒီလိုကွင်းခေါင်ခေါင်ကိုဖျက်တဲ့အခါမှာတတိထားပါမတ်ရွှေတင်ဒီနေရာမျိုးမှာရန်သူနဲ့ပတ်ပင်းတို့ရင်ရှောင်းလို့တိမ့်လို့မလွယ်ဘူး ရန်လူနဲ့တွေ့တော့လေသူတွေကိုတွေတိုက်ကြတာပေါ့မင်းကြီးတိုက်ခွင့်ရရင်တော့ကောင်းတာပေါ့မတ်ရွှေတင်ရဲ့မတိုက်ရမခတ်ရပဲရန်လူတွေအဝိုင်းခံရပြီးမယုံနိုင်မထွက်နိုင်ဖြစ်မှာကို ကျုပ်ကပြောနေတာဒီလိုအကာအကွယ်မရှိတဲ့ကွင်းကိုဖျက်ရင် အရန်ကြော်မဖျက်နဲ့အခြေအနေကိုကြည့်ပြီးမှဖျက်ဟုတ်ကဲ့ပါမင်းကြီးနောက်တစ်ခုမတ်ရွှေတင်ကိုကြိုပြောမယ်ကျုပ်တို့ကကျုပ်တို့မြေပေါ်ကျူးကျော်လာတဲ့တန်တဘာသားတွေကိုတိုက်နေတာ ူတို့ကိုအနိုင်ရဖို့အတွက်စနစ်တကျတတ်ရမယ်။မာယူရဲဆန်ဆန်တေးချင်းသေးကြေးချင်းကြေးဆိုပြီးဇွတ်တိုက်လို့မရဘူး။အဲ့ဒါလို့လုပ်ရင် ကျို့တို့ဟာအစင်ချင်းမဲ့တဲ့လူတွေစစ်ပွဲမစင်နွဲရတဲ့လူတွေဖြစ်သွားမှာပေါ့။ဟုတ်ကဲ့ပါမင်းကြီး။ကျမစောစောကမစင်မချင်းပြောမိတာမှားသွားပါတယ်။အင်းကျို့ကမတ်ရွှေတင်ကိုအပြစ်တင်နေတာမဟုတ်ဘူးနော်။ဒိဋ္ဌါဖို့ပြောနေတာ။ဂျန်နူကိုရင်ဆိုင်တဲ့အခါတတိကတိတ်အရေးကြီးတယ်။ မင်းကြီးရွှေလာရောင်ကစစ်စင်စစ်ခင်းခြင်းများကိုမဲရွှေတင်အားပြောဆိုတင်ကြပေသည်မဲရွှေတင်သည်မြင်းချင်းရှင်စီရင်မင်းကြီးရွှေလာရောင်ထံမှစစ်ပညာကို သင်ယူသည်ဘုန်းတော်ပြည့်ရွာကို ဝင်စဉ်တွင်မင်းကြီးရွှေလာရောင်နှင့်မဲရွှေတင်တို့စကားပြတ်သွားသည်မင်းကြီးသည်ဆုလက်တောက်ပါတော်မျက်လုံးအစုံဖြင့်တောင်မြောက်လေးပါးတို့ကြည်သည်တတိကြီးစွာထားဟန်ကိုမင်းကြီးမျက်နှာတွင် တွေ့ရ၏မဲရွှေတင်က မင်းကြီးမျက်နှာအမူအရာကိုကြည့်ပြီးတစုံတရာမေးမိပြုသည်ထို့တော့သူကမေးခွန်းမထုတ်ပဲမင်းကြီးလိုပင်ဘေးဘီဝင်းကျင်ကို ကြည့်သည်ဘုန်းတော်ပြည့်ရွာဝင်တွင် မတင်ကားစရာ ပါတခုမြမရှိတဏှာဖြစ်ခြင်းစရာ အရေးလက္ခဏာကိုမတွေ့ရရွာဝင်လမ်းမှာ ဖြောင်ဖြူးနေသည်ခြံကတ်ထားခြင်းမရှိတော့ရွာလေလမ်းရှိလူနေအိမ်များမှာငြိမ်တက်ပြီးအေးချမ်းဟန်ရှိနေသည် မင်းကြီးရွှေလာရောင်ဒီရွာလေရှိ ပြင်းထောင်နှစ်ထပ်အင်ဂျင်ရှစ်တွင်မြင်းကို ရှက်လိုက်သည်မင်းကြီးကတော့လည်းမင်းကြီးဘေးတွင်မြင်းချင်းရှင်ရှက်လိုက်၏မင်းကြီးရွှေလိုက်အောင်နဲ့မင်းကြီးကတော့၏မြင်းများအင်ရှစ်တွင်ရက်လိုက်ဆင်မှာပင်အင်အပေါ်ထက်လာရာဆောင်တို့လူတစ်ယောက်ထွက်လာသည်ထို့သူမှာဘုန်းတော်ပြည့်ရွာတကြီးဥရွှေမောင်ပင်ဖြစ်၏ဟောဗျာမင်းကြီးပါလားမြင်းမော်ကဆင်းမအောင်မင်းကြီးအင်မော်ကိုကြွပါအောင်မင်းကြီးကတော့ပါလာတာဆိုတော့အေးလူလူထွက်လာပုံရတယ် ကျုပ်စီမှာမနှက်စာစားရင်နားလိုက်ပါဦး။မင်းကြီးရွှေလိုက်အောင်နဲ့မင်းကြီးကတော်တို့မြင်းပေါ်မှာဆင်းကြသည်။အရှင်ဥရွှေမောင်ကအိမ်ပေါ်မှာအပြေးတစ်ပိုင်းဆင်းလာပြီးကြိုဆိုသည်။မင်းကြီးဒီဥရွှေမောင်နဲ့အတူအိမ်ထဲသို့ဝင်လိုက်သည်။မင်းကမြုပ်သွားရင်တုံးမြုပ်ဝင်မင်းနဲ့တွေ့ခဲ့တယ်။တုံးမြုပ်ဝင်မင်းကမင်းကြီးအတွက်စားရဆောင်လူချုံပေးလိုက်တယ်။မင်းမောင်ကစားပေးလိုက်တယ်လား။ဒါထက်သူရောနေကောင်းထိုင်တာရှိရဲ့လား။ဟုတ်ကဲ့ ရှိပါတယ်မင်းကြီးအင်းမင်းကြီးနဲ့မင်းကြီးကတော့ကတကယ်လိုက်ဖက်တာပဲမင်းကြီးတို့တိုက်ပွဲဝင်ရမှာမင်းကြီးကတော့ပါပါတယ်လို့ကြားရတယ်အိမ်မှာရှိတဲ့သမီးတွေကမင်းကြီးကတော့လက်အောက်ကိုဝင်မဲ့တကယ်ကဲဖြစ်နေကြတာဗျာသမီးတို့ရေဟောဒီမှာမင်းကြီးနဲ့မင်းကြီးကတော့ကြွလာတယ်အမောပြေတောက်ဖို့ရင်းနှီးချမ်းယူခဲ့ပါဦးအိမ်နောက်ဖေးဘက်မှာနှုတ်ရှားတာများကို ကြားရသည်တခဏအကြာပင်ဥရွှေမောင်ဤသမီးနှစ်ယောက်ရင်းနှီးချမ်းခရရနဲ့ စားတော့ဖွေရများပါတော့ပကံတို့ကိုကင်ပြီးထွက်လာသည်ဒီသမီးနှစ်ယောက်ကမင်းကြီးတို့စကန်းကို တွားမယ်တကယ်ကယ်လုံနေကြတာကျုံမာကဒီသမီးနှစ်ယောက်ပဲရှိလို့တားထားရတယ်လောလောဆယ်မှာတော့အဖေကြီးကိုပြုစုပြီးနေကြပါဦးအင်အားလိုပြီးဆိုရင် ကျမကိုယ်တိုင်လာခေါ်ပါမယ်မင်းကြီးကတော့မဲရွှေတင်ကဥရွှေမောင်ဤသမီးနှစ်ယောက်ကိုကြည်ပြီးပြောသည်မင်းကြီးရွှေလာရောင်မှာဦးမောင်ပေးပို့ဒီစာကိုဖတ်သည် စာကိုဖတ်နေရင်မင်းကြီးမျက်နှာမှာ တဖြည်းဖြည်းတည်ကြည်တင်းမာလာသည်မင်းမောင်တို့များစာတစ်စောင်လုံးကျွန်စော်နံနေပါလားမင်းမောင်စီများရောက်ရင် ပြောလိုက်စမ်းပါကိုရွှေမောင်ရဲ့ကျုပ်ကနောက်ဆုံးထွက်တဲ့အသက်ရှူနေချိန်ဤမိစ္ဆာကောင်းတွေကိုတိုက်မယ်လို့ဟုတ်ပြီလားဟုတ်ကဲ့ပါမင်းကြီးသူ့ကျွန်ဖြစ်ရတာတဲ့တေးရတာကမြတ်တယ်မင်းမောင်ကိုပြောလိုက်စမ်းပါကျုပ်ကို အကိုလို့မှတ်တယ်ဆိုရင်ရန်သူကိုအညံ့ခံ ကျူးကျော်လာတဲ့ရန်သူတွေကိုတခင်အဖြစ်ဖျားထူရမယ်ကိစ္စတွေလာမပြောနဲ့လို့ဟုတ်ကဲ့ပါမင်းကြီးဟုတ်ကဲ့ပါကျွတ်အခုလာတာကရန်သူတွေရဲ့အခြေအနေကို သိကျင်လို့ပါမျက်နှာဖြူတက်တရက်နတ်မမရှိနေတယ်မင်းကြီးသူတို့ကမင်းတက်မင်းဘူးဘက်ဝဲလောင်ဘက်ကိုလည်းတက်တွေဖြန့်လွတ်ထားတယ်လို့ကြားရတယ်ကိုရွှေမောင်ပြောတဲ့စကားတွေထဲမှာအခုစကားကတန်ဖို့အရှိဆုံးပဲဒီတဲ့င်းစကားလေးပြောရတာဗျာစာမဖွဲ့တော့ပါဘူး ကျုပ်ကလည်းမင်းကြီးလိုပဲလက်နက်ကင်ပြီးညက်နှဖြူတွေကိုတော်လန်တိုက်ခိုက်ခြင်းတဲ့ကောင်မှာမတက်တာလွန်းလို့ငြိမ်နေရပေမယ့်နေချက်မျက်နှဖြူကောင်တွေကိုနည်းနည်းမှမကျေနပ်ပါဘူးဥရွှေမောင်ဤစကားကိုအကြားတွင်မင်းကြီးရွှေလာရောင်ပြုံးသည်နေချက်မျက်နှဖြူတွေကိုမကျေနပ်ဘူးဆိုရင်သူတို့နဲ့ပတ်သက်တဲ့တည်င်းတွေကျုပ်စီရောက်အောင်ပို့ပေးစမ်းပါအဲ့ဒါလဲနေချက်မျက်နှဖြူတွေကိုတော်လန်တိုက်ခိုက်တယ်လို့ပါပဲကျုပ်တို့ကရန်သူတည်င်းတွေကိုကြိုရထားရင် သူတို့ကိုတိုက်ချင်တိုက်လို့ရတယ်ရှောင်မယ်ဆိုလဲရှောင်လို့ရတယ်ဟုတ်ကဲ့ပါမင်းကြီးအမျိုးကိုချစ်တဲ့စိတ်ဘာသာတရဏာကိုစောက်ရှောက်ခြင်းတဲ့စိတ်နဲ့တိုက်ပွဲဝင်နေတဲ့မင်းကြီးကိုကြုတ်ကူညီပါမယ်ဒီစကားကိုကြားရတာဝမ်းသာလိုက်တာမပြောပါနဲ့အင်းကျွတ်တို့ဒီမားကြီးပဲနေလို့မဖြစ်ဘူးဒီပတ်ဝန်းကျင်ကရွာတွေကိုဝင်ဖို့ရှိသေးတယ်တရင်လဲဖို့ကျွတ်တို့တတားတွေအတွက်ခါတိုင်းလိုပဲရိတ်ခါတွေလဲပို့ပါကဲကျွတ်တို့သွားမယ် ရိတ်ခါအတွက်ကစိတ်ချပါမင်းကြီးအဲ့ဒီတာဝန်ကိုဘယ်တော့မှမပြတ်စေရပါဘူးမင်းကြီးရွှေလာရောင်နဲ့မင်းကြီးကြော်တို့ကဥရွှေမောင်အားနှုတ်ဆက်ရင် အိမ်ပေါ်မှဆင်းသည်အိမ်ရှိတွင်ရက်ထားတော့မြင်းများပေါ်တို့တက်ပြီးဘုန်းတော်ပြည့်ရွာမှထွက်ခွာခဲ့လေသည်အခန်း၂၁တဲပြင်အတီပြီးတော့ချောင်းရိုးကိုကြော်မိတယ်တွင်မင်းမင်းဝေးမှ ဖုံတထောင်းထောင်းနဲ့ဆိုင်းနေလာသည့်မြင်းစည်းကို တွေ့ရသည်မြင်းစည်းတစ်ပါးမှာ ပြီးအုပ်ထုပ်ကိုစောင်းထားပြီးရှမ်းပါမီအနက်နဲ့ရှိုင်းကြီးအနက်တို့ကို တွဲဖက်ဝတ်စားထားလျက်ရှိသည်မင်းကြီးရွှေလောင်ဒီဖုံးတထောင်းထောင်းထလျက်မြင်းကိုအပြင်းဆိုင်နေလာတော့မြင်းစီသမားကိုကြည့်ပြီးသူ့မြင်းဆက်ကျိုးကိုတုံဆွဲလိုက်သည်မြင်းစီသမားကသူ့စီးလာသည့်မြင်းကိုတုတ်ရက်ချင်းမပြူမင်းကြီးရွှေလောင်တို့ရှိရာတဲ့တဲ့တို့စီးလာသည်မတ်ရွှေတင်ရီတတိထားနော်မင်းကြီးလည်းတတိထားပါရန်သူမဟုတ်ပဲ ျမတို့စခန်းကလူလိုက်လာတာဖြစ်ချင်းဖြစ်မယ်။စခန်းကလူဟုတွန်းလိုက်တဲ့မတ်ရွှေတင်းဤစကားကမင်းကြီးရွှေလာရောင်ဟာဖြက်ခနဲ့အတိဝင်လာစေသည်။မင်းကြီးရွှေလာရောင်ဒီမြင်းကောင်းကြီးတွင်ချိန်ထားသည့်ဓာတ်ကိုဖြက်ခနဲ့ဆွဲယူလိုက်သည်။ဒီလူကစခန်းကလိုက်လာတဲ့လူဖြစ်နိုင်တယ်လို့ရန်သူလည်းဖြစ်နိုင်တယ်။တွန်းလန်းခီးမှာတွေ့တဲ့လူဟာမိတ်ဆွေဖြစ်ဖို့ထက်ရန်သူဖြစ်ဖို့ကပိုများတယ်။ဒါကိုဘယ်တော့မှမမေ့နဲ့။ရှေ့မှာမျက်စိတမှာ တဖြည်းဖြည်းနီးလာသည်လူလုံးမသေးကွဲရော်လဲမင်းကြီးရွှေလိုက်အောင်ကထိုးသူဟာမြေသူမြေဝါဟုတိလိုက်သည်ထို့ကြောင့်စုတ်ကင်ထားသည့်ဓားကို ပြန်သိမ်းလိုက်သည်အကိုကြီးမင်းခေါင်ဟုတ်တယ်ဟဲ့မင်းတို့ဘုန်းတော်ပြည့်ပြတ်သွားတယ်လို့ကြားလို့လိုက်လာတာအเจ้าတို့ရှိလို့လားအကိုကြီးအေးရှိတယ်ဒီအเจ้าမမပြောတာပေါ့လောလောဆယ်ငါတို့အရင်ရဲ့ကင်းကင်းနဲ့နားမနိုင်မဲ့နေရာကိုရှာကြရအောင်ဟုတ်ကဲ့အကိုကြီးဒီပတ်ဝန်းကျင်မှာအရင်ရဲ့ကင်းတဲ့နေရာဆိုလို့ တဏှာပဲရှိတယ်။ဘယ်နေရာလဲ။ဖျားငုတ်တို့ပါ။ရှင်းနာမှာရှိတဲ့ဖျားငုတ်တို့ကိုဖျားဘူးတွေမလာကြဘူး။ဖျားရိတ်ခိုးပြီးနေတဲ့လူတွေလည်းမရှိဘူး။မင်းကြီးရွှေလိုက်အောင်ကမြောက်ဘက်တို့ဥတည်ပြီးထွက်ခွာသည်။ကွင်းမြင်တစ်ခုကိုဖြတ်ပြီးနောက်တော်ရန်လေးတစ်ခုတို့ရောက်သည်။ထိုတော်ရန်တွင် ပြိုကပြက်စီးနေတော့ဖျားငုတ်တို့ရှိသည်။ဒီဖျားငုတ်တို့ဟာတော်ရန်လေးနဲ့ဆိုတော့နားနေလို့ကောင်းတယ်။ဦးမင်းခေါင်ကပြပဝင်းကျင်ကိုကြည့်ပြီး ကောင်းငိန်လိုက်သည်လမ်းနဲ့ဝေးလို့ဒီနေရာကိုဘယ်သူမှလာမှာမဟုတ်ဘူးကောင်းတယ်ဒီမှာခဏနားကြတာပေါ့မင်းကြီးရွှေလောက်အောင်ကတော်ရန်အတွင်းကိုဥဆောင်ပြီးဝင်သည်ဦးမင်းခေါင်နဲ့မဲရွှေတင်တို့နောက်မှလိုက်လာကြ၏တော်ရန်ကလေးသည်မြင်းတုံးစီးနဲ့လူတုံးယောက်ကိုကာကွယ်ပေးထားသည်ဦးမင်းခေါင်ကမြင်းပေါ်မှဆင်းလင်ဆင်းခြင်းမင်းကြီးရွှေလောက်အောင်၏ပခုံးကိုတင်းတင်းဆုပ်ကင်လိုက်သည်မင်းကိုအခုလိုကြည့်မြင်ရတော့ ငါစိတ်တွေဘယ်လိုနေမှမသိဘူး။သားတွေတမီးတွေနဲ့အေးအေးချမ်းချမ်းပျော့ပျော့ရွှင်ရွှင် မနေချင်ဘူးလားမင်းရောင်။မင်းကြီးရွှေလိုက်အောင်ပြုံးပြီ။နေချင်တာပေါ့။ဒါပေမဲ့ကျုပ်တယောက်ထဲတော့မနေဘူး။ကျုပ်ဆွေမျိုးသားချင်းတွေကျွတ်တို့ရွာသူရွာသားတွေကျွတ်တို့ပြည်သူပြည်သားတွေအားလုံးအေးချမ်းပျော့ရွှင်စေချင်တယ်။အဲ့ဒီအတွက်ကျုပ်တို့တိုက်ပွဲဝင်နေရတာပဲ။ငါကတော့မင်းအခုလိုတိုက်ပွဲဝင်နေရတာကိုတဘောမကြဘူး။မမင်းမောင်ကိုကြည့် အေးချမ်းချမ်းနဲ့ယာရုကုံတူးနဲ့နေနေရတယ်။မင်းကိုလည်းငါဒီလိုပဲဖြစ်စေချင်တယ်။မင်းကြီးရွှေလရောင်ဤမျက်နှာထားတည်သွားသည်။သူကဥမင်းခေါင်အားစူးစိုက်ကြည့်ပြီးခေါင်းခါလိုက်သည်။အကိုကြီးဘာပြောချင်တယ်လဲဆိုတာကျုပ်သိတယ်။ကျုပ်ကအဲ့လိုမျိုးမလုပ်နိုင်ဘူး။ကျူးကျော်နေချက်လာတဲ့တိုင်းနဘာသားတွေရှေ့မှာဒူးမထောက်နိုင်ဘူး။သူတို့ပေးတဲ့အခွင့်အရေးကိုလည်းမယူတော့ဘူး။ကျုပ်တို့တမျိုးသားလုံးတနိုင်ငံလုံးအတွက် တိုက်ပွဲဝင်မယ်။ဦးမင်းခေါင်က ခေါင်းခါသည်သူက မင်းကြီးရွှေလာရောင်အတွက်တော့ကမအေးဖြစ်နေပုံရသည်။အကိုကြီးအခုလိုကျုပ်ကို ရှာဖွေပြီးလာပြောတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျုပ်ကအင်္ဂလိပ်တွေပြီးမဲ့ယာရူးကိုမမှတ်ဘူး။သူတို့ရဲ့လက်ပါစေအဖြစ်နဲ့လည်းမနေဘူး။ကျုပ်တို့ကတခင်လေတခင်မျိုးကဘာဖြစ်လို့ကြုံဖြစ်နေနေရမှာလဲ။ဦးမင်းခေါင်ခေါင်းခါသည်စုတ်တက်သည်။မင်းကွာ ိတ်ခေါင်းမာတာပဲမင်းဒါလောက်ခေါင်းမာနေမှတော့ငါဘာမှမတတ်နိုင်ဘူးမင်းကိုအင်္ဂလိပ်တွေကအသေးရရ အရှင်ရရ ဆိုပြီးတော်နေရှာကြတော့မင်းကို့အန်တရကိုကိုကြည့်ရှောင်ပြီးတော့ဖြစ်နိုင်မယ်ဆိုရင်မဲရွှေတင်ကကလေးတွေနဲ့အတူနေပါဟုတ်လားဦးမင်းခေါင်ကစကားကိုအရှိအဝေးမပြောတော့ပဲစကားဖြတ်ပြီးတော်ရန်အပြင်တို့ထွက်သည်မင်းကြီးရွှေလိုက်အောင်တို့ကလည်းနောက်မှလိုက်ထွက်၏ကဲငါသွားပြီဟေ့ ဦးမင်းခေါင်ကမြင်းကိုဒုံဆိုင်ထွက်သွားသည်မြင်းကြီးရွှေလာရောင်ဒီသူ၏အကိုကြီးလည်းဟုတ်မွေးစားဖခင်လည်းဟုတ်တော့ဦးမင်းခေါင်ကငေးကြည့်ရင်တပြင်းရှည်ကြီးကိုချလိုက်သည်အကိုကြီးပြောတဲ့စကားတချို့ကမှန်တယ်မရွှေတင်မင်းကကလေးတွေနဲ့အတူရှိနေတင်နဲ့အိုးကျမမနေနိုင်ပါဘူးနေရမှာပေါ့မင်းကအမေတယောက်ဖြစ်နေတာဆိုတော့ရအောင်နေရမယ်ဒီကအပြန်အဲ့ဒီကိစ္စကို စဉ်းစားကြတာပေါ့မရွှေတင်။မင်းကြီးရွှေလာရောင်နဲ့မင်းကြီးကတော်တို့ကတော်ရန်အတွင်းမှထွက်လိုက်သည်။ထို့တို့ထွက်လိုက်စင်မှာပင်တော်ရန်အပြင်ပန်း၌မြင်းစီဓမ္မတစုကိုလှမ်းမြင်ရသည်။မင်းကြီးကသူ့မြင်းကိုဇက်တက်ပြီးရက်သည်။မရွှေတင်၏မြင်းဆက်ကိုလည်းလှမ်းဆွဲ၏။ရက်ရက်ရှေ့မှရန်သူမျက်နှာစီစလုံးရက်သွားသည်။မင်းကြီးကလက်တစ်ဖက်တွင်ဒါလက်တစ်ဖက်တွင်လှံကိုကင်ပြီး ရန်သူတို့ကိုကြည့်သည်ရန်သူမြင်းစီမားစုစုပေါင်း10ယောက်ရှိသည်ကိုတွေ့ရ၏10ယောက်စလုံးသည်မျက်နှာပြူများဖြစ်ပြီးတစုံတစ်ယောက်ကိုပြောဆိုရဲမောရင်းပွဲကြလာသည်မြင်းစီမားများသည်မင်းကြီးတို့ရှိရာတော်ရန်ကလေးနဲ့တဖြည်းဖြည်းနှီးလာသည်မင်းကြီးကလက်မှတ်ကိုအတင့်ပြင်းရင်းမဲရွှေတင်ဘက်သို့လှည့်သည်သူတို့ဒီရှေ့ကိုရောက်တာနဲ့ကျုပ်ထွက်တိုင်းပဲမတ်ရွှေတင်ကအချင်းတွေကိုကြည့်ပြီးဝင်တိုက်ကျွတ်တို့က2ယောက်ရန်သူက10ယောက် အခြေအနေချင်းကမတူဘူးတတိထားပါမတ်ရွှေတင် ဟုတ်ကဲ့ပါမင်းကြီး မြင်းစီဓမာများပေါ်ရန်ရှိလို့ရောက်လာသည်မင်းကြီးကဓားကိုဝင်ပြီးမြင်းဖြူကြီးကို စိုင်းနှင်ထွက်သည်ရွှေလာရောင်ဟေးမင်းကြီးကညာရံမေးအော်ဟင်းရင်လှံကိုပြစ်လွတ်လိုက်သည်မျက်နှာဖြူတယောက်လှံပြားတွင် ကာကနေအသက်ပါသွား၏မင်းကြီးကကြံမျက်နှာဖြူများထံ မြင်းကိုကစုံဆိုင်ပြီးဝင်ရောက်တိုက်ခိုက်သည်မျက်နှာဖြူစစ်ဘူက ထိတ်လန့်တကြားနှင့်ဖျို့ပြဲဖြစ်သွားတော့သူ့လူများအားလှမ်းအော်အမိန်ပေးသည် ထိုချိန်မှာပင်မတ်ရွှေတင်ကဓာတ်တဝင်းဝင်းနှင့်တိုက်ပွဲအတွင်းသို့ဝင်လာသည်တော်ရန်လေးအပြင်ဘက်တွင်ရုတ်ချီးပင် ပြင်းထန်သောတိုက်ပွဲတစ်ပွဲပေါ်လာသည်မင်းကြီးရွှေလရောင်ကရန်သူများအကြားသို့မြင်းစည်းဝင်ရောက်ပြီးတောင်ကွေ့မြောက်ကွေ့နှင့်တိုက်ခိုက်သည်မင်းကြီးဓာတ်ချက်ကရန်သူတို့အားအသက်စီဝင်ခြွေလိုက်သည်မင်းကြီးကလည်း ဓာတ်တလက်ဖြင့်ရန်သူတို့ကတိုက်ခိုက်သည်ရန်သူတယောက်ပြီးတယောက်မြင်းမော်ကကြသည်အင်္ဂလိပ်စစ်ဗိုလ်သည်ဒုက္ခတွင်ထိုးထားသည် ပြောင်းတူတနက်ကိုဆွဲထုတ်လိုက်သည်မိမိရွှေလာရောင်ကဒုက္ခကြားမှဓမြောင်ကို ဆွဲထုတ်ပြီးပြစ်ပေါက်လိုက်သည်ဒါကအင်္ဂလိပ်စစ်ဗိုလ်၏လက်ကိုတန်းတန်းမတ်မတ်ဝင်သည်နာကျင်စွာအော်ဟစ်တန်နဲ့အတူအင်္ဂလိပ်စစ်ဗိုလ်၏လက်ထဲမှတနက်လွတ်ကျသွားသည်အင်္ဂလိပ်စစ်သားတို့သည် မင်းကြီးနဲ့မင်းကြီးကတော်တို့ဟာပြောင်းရှိတနတ်များဖြင့်ပြင့်မြင်ပြုသည်တို့တော်ဇေဆက်တို့ဝင်လာတော့မင်းကြီးရွှေလောက်အောင်နဲ့မင်းကြီးကတော်တို့ဤဓာတ်ချက်များကြောင့်တနတ်ကို မကိုင်းနိုင်ပဲမြင်းကိုလှည့်ပတ်စီးပြီးရှောင်သိမ်းနေရသည်တို့တော်လွန်မြန်သောဓာတ်ချက်များကိုမရှောင်နိုင်ပဲမြင်းပေါ်မှာတယောက်ပြီးတယောက်ကြာသည်အင်္ဂလိပ်စစ်ဗိုလ်ဒီအချင်းနှင့်မဟာနံကြောင့်တိတဲ့ဖြင့်မြင်းစီးပြီးထွက်ပြေးမိပြုသည်မဲရွှေတင်က အင်္ဂလိပ်စစ်ဗိုလ်ကို ထွက်ပြေးခွင့်မပေးမြင်းကိုတဟုန်တို့စီးထွက်ပြီးတိုက်ခိုက်သည်မန်ရွှေတင်ပြင်းထန်သောဓားချက်ကအင်္ဂလိပ်စစ်ဗိုလ်၏အသက်ကိုခြေလိုက်လေ၏ရုဒ္ဓရဲ့ပေါ်ထွက်လာတော့တိုက်တန်ခိုက်တန်များသည်ပေါ်လာစဉ်ကအတိုင်းရုဒ္ဓရဲ့ရက်တန့်ပျောက်ွယ်သွား၏တိုက်ခိုက်တန်များငြိမ်သက်သွားသည့်အခါမြေပြင်ပေါ်တွင်ပုံစံအမျိုးမျိုးဖြင့်လဲကျန်နေသော အင်္ဂလိပ်စစ်သားများကို တွေ့ရ၏ရန်သူစီကလက်နက်ခဲယမ်းတွေတိမ့်ပြီးတော့ ဒီနေရာမှာကျတို့ရဲ့အမှတ်သားအဖြစ်ဒေါဝန်လန်ကိုစိုက်ခဲ့ရမယ်။မဲရွှေတင်ကလက်နက်ခဲယမ်းများကိုတင်သည်။မင်းကြီးရွှေလောက်အောင်က ပြန်ကျဲနေသည့်အလောင်းများအနည်းတွင်ဒေါဝန်လန်ကိုစိုက်ချလိုက်သည်။